အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ရွာလေးတရွာကကျောင်းလေးတစ်ကျောင်းမှာဖြစ်သွားခဲ့တဲ့အဖြစ်ပြက်လေးပါ။တရက်အတန်းပိုင်ဆရာမကကျောင်းသားတွေကိုမိမိဖြစ်ချင်တဲ့အိမ်မက်တွေကို စာရွက်တွေမှာရေးပြီးအတန်းချိန်မပြေခင်စပွဲပေါ်လာတင်ဖို့ပြောပါတယ်။ကျောင်းသားတွေလည်းမိမိတို့ဖြစ်ချင်တဲ့အိမ်မက်တွေကိုစာရွက်ပေါ်ချရေးပြီးစပွဲပေါ်သွားတင်ကြပါတယ်။ နောက်နေ့ကျတော့ဆရာမကចောင်းသားတယောက်ရဲ့မိဘကို သူ့ကိုလာတွေ့ဖို့မာလိုက်ပါတယ်ညနေចောင်းမစင်ခင်လေးမှာចောင်းသားရဲ့အမေဟာចောင်းကိုစိုးရိမ်တကြီးနဲ့ရောက်လာပါတယ်သူ့သားဘာအမားတွေများလှုပ်ထားလဲဆိုပြီးတော့တွေးပူစိုးရိမ်နေတာပါဆရာမနဲ့တွေ့တော့သူ့သားရဲ့အိမ်မက်ကိုခြာရေးထားတဲ့စာရွက်ကိုပြပြီးနောက်နေ့မှာပြန်ပြင်လာခိုင်းဖို့ပြောပါတယ်ဘလို့ရေးတဲ့နယ်ဆိုတာလဲရှင်းပြလိုက်ပါသေးတယ်ညရောက်တော့ចောင်းသားရဲ့အမေဟာ ယောက်ျားဖြစ်သူကိုအကြောင်းစုံရှင်းပြလိုက်တော့နေပါဦးငါသားကစာရွက်ပေါ်မှာဘာတွေများ ရေးထားလို့လဲလို့ပြန်မေးလိုက်ပါတယ်ဒီတော့မိန်းမဖြစ်သူက စာရွက်ကို ထုတ်ပြလိုက်ပါတယ်စာရွက်ထဲမှာပြိုင်မြင်းတွေအများကြီးမွေးထားတဲ့ဧကနေရာလောက်ကျဲတဲ့ခြံကြီးတစ်ခုပိုင်ဆိုင်ခြင်းနေလို့ရေးထားတာပါယောက်ျားဖြစ်သူကစာရွက်ကိုမြောက်ပြပြီးဒါကဘာများမားလို့လဲကွာလို့ပြန်မေးလိုက်ပါတယ်ဆီယာမကပြောတယ် ျမတို့လိုဆင်းရဲတဲ့မိသားစုက ပေါက်ဖွာလာတဲ့ကလေးရဲ့ဒီအိမ်မက်ကအလိုမှမဖြစ်နိုင်ဘူးတဲ့တခြားကျောင်းသားတွေလိုဆရာဝန်တို့အင်ဂျင်နီယာတို့ကျောင်းဆရာတို့ရေခိုင်းဖို့မာလိုက်တယ်အဲ့တော့ယောက်ျားဖြစ်သူကတားကိုခေါ်လိုက်ပြီးတားစာရွက်ထဲမှာဆရာမပြောတဲ့ထေကတခုခုကိုရေးပြီး မနေ့ဖန်ဆရာမစပွဲပေါ်တော့တင်လိုက်ကွာလို့ပြောလိုက်ပါတယ်ဟာအဖေကလေအဲ့ဓာတွေတခုမှတားမှမဖြစ်ချင်တာလို့တားဖြစ်သူက ပြန်ပြောလိုက်တဲ့အခါ အဲ့ဒါတအိမ်မက်ကိုရေးခိုင်းတာမဟုတ်ဘူးဆီယာမအိမ်မက်ကိုရေးခိုင်းတာသူစိတ်ချမ်းသာဖို့ရေးပေးလိုက်ပါကွာတအိမ်မက်ကိုရေးထားတဲ့စာရွက်ကိုကြတော့စာကြည့်စပွဲအန်စွဲထဲမှာတိတ်ချတိမ့်ထားနေ့တိုင်းထုတ်ဖက်ပြီးရင်ဖြစ်အောင်လုပ်ကွဖြစ်လာလိမ့်မယ်လို့လေငါယုံကြည်ရဲကွာလို့ဖခင်ဖြစ်သူက ပြန်ပြောလိုက်ပါတယ်။နောင်အနှစ်40ကြာတဲ့အခါចောင်းသားလေးဟာအဲ့ဒီဒေတာမှာဈေးကြီးတဲ့ပြိုင်မြင်းအကောင့်တရာကျော်မွေးမြူထားတဲ့ ဧကနေရာကျတဲ့ခြံကြီးကိုပိုင်ဆိုင်နေတထေကြီးတူဖြစ်လာခဲ့ပါတယ်ဘဝမှာကို့အိမ်မက်တွေကိုဖျက်ဆီးမဲ့အရာတွေဂျုံလာခဲ့ရင်နားမယောင်ပဲဆွေးရှိရှိနဲ့အကောင့်ထဲဖို့သူတွေဟာ တနေ့မှအိမ်မက်တွေတကယ်ဖြစ်လာတဲ့ဆိုတာကိုဒီဇက်လန်းလေးကသက်သေပြနေပါတယ်မိဘများအနေနဲ့လဲကိုသားသမီးရဲ့အိမ်မက်ကိုကိုယ်တိုင်ဖျက်ဆီးနေသူများမဖြစ်ကြစေဖို့တိုက်တွန်းလိုက်ပါတယ်အားလုံး ကိုစိတ်နှဖျားရှင်လန်းကြပါစေ။